မင်္ဂလာပါရှင်။မော်တော်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အီရန်နိုင်ငံဟာအစ္စရေးနိုင်ငံကိုတိုက်ခိုက်ရမှာပက်ထင်းတုံးကြီးဝင်နေအတေကာထားတိုက်ခိုက်ခဲ့ပြီးအစ္စရေးကဒုံးခွင်းတုံးစနစ်သို့မဟုတ်လေကြောင်းရန်ကာကွယ်စနစ်တွေကို အသုံးပြုပြီးတော့အီရန်နိုင်ငံကပြစ်ခတ်လိုက်တဲ့ဒုံးကြီးဝေကိုကာကွယ်တားဆီးနိုင်ဖို့စူးစမ်းခဲ့ပါတယ်။ ။ဒါပေမဲ့လက်ရှိချိန်မှာအစ္စရေးနိုင်ငံဟာဒေါခွင်တုံးစံနယ်မှာအတုံပြုတဲ့ဒုံးကျည်ဝေကုန်ကာနီးနေတယ်လို့အစ္စရေးနိုင်ငံအခြေစိုက်မီဒီယာတွေအပါအဝင်နိုင်ငံတကာမီဒီယာတွေကရေးသားဖော်ပြထားပါတယ်။ဒေသပိုင်းထဲမှာတော့အစ္စရေးနိုင်ငံဟာဒေါခွင်တုံးစံနယ်မှာတုံးနေဒုံးကျည်အစင်းရေသို့မဟုတ်ဗန်နရဲစာကြံတော့တလဲဆိုတာကို ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရ share လေးလုပ်ပေးပါအောင်ရှင်။ ပြည်သက်ကြီးရဲ့အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေဟာအီရန်ရဲ့ဒုံးပျံတွေကိုကြားပြတ်ပစ်ချနေရလို့မကြခင်မှာဒုံးခွင်းတုံးစနစ်ကဒုံးပျံတွေကုံတော့မယ်လို့သိရပါတယ်။နောက်ထပ်စနစ်ရက်စာအထိပဲအစ္စရေးမှာဒုံးခွင်းတုံးတွေကြံတော့တယ်လို့သိရပါတယ်။အစ္စရေးဟာအီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်တွေကိုတားဆီးနိုင်ဖို့ရှိဝဲကြတယ်။ဇွန်လ23ရက်နေ့မှာအီရန်နိုင်ငံရှိနျူကလ িয়ার အဆောက်အဦတွေကိုပြင်းမဲ့ထားတိုက်ခိုက်ခဲ့ရာ ှစ်နိုင်ငံကြားအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။အီရန်ဟာအစ္စရေးနိုင်ငံကိုတိုက်ခိုက်ရာမှာပဲထိန်တုံးကြီးဝင်းနဲ့အတေးကထားတိုက်ခိုက်ခဲ့ပြီးတရင်ဘက်တပ်ဘက်အတွင်းမှာအစ္စရေးနိုင်ငံကိုတုံးကြီးအစင်းရီ400နီးပါးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အစ္စရေးဟာအီရန်နိုင်ငံကပစ်ခတ်လိုက်တဲ့တုံးကြီးဝေကို၎င်းရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေနဲ့ကြားပြတ်ဟန့်တားနိုင်အောင်ကြိုးပမ်းနေရပြီးတော့လက်ရှိချိန်မှာလေကြောင်းရန်ကာကွယ်စနစ်မှာ အတေးကာထအတုံပြုတဲ့ဒုံးကြီးဝီကုံကာနီးနေတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အစ္စတရီးယားအီရန်နိုင်ငံရဲ့ဒုံးကြီးဝီကိုတားဆီးနိုင်အောင်အဲရိုအမည်ရှိရဲ့ဒွန်ခွင်တုံစနစ်ကိုအတုံပြုရပြီးတော့အဲ့ဒီဒွန်ခွင်တုံစနစ်ကအစ္စတရီးနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်စနစ်အတွေ့အတေးကအရေးပါတယ်လို့သိရပါတယ်။အခုအီရန်ရဲ့ဒုံးပြန်တွေကိုပြစ်ချနေတဲ့ဣစရေးရဲ့ Aero 3အမည်ရှိတဲ့ဒုံးခွင်တုံစနစ်မှာတုံနေ ဒေါင်းပြန်တွေဟာတစ်စင်းကိုဒေါ်လာ3တန်းတန်ချီရှိပြီးတော့တညကိုဒေါ်လာ285တန်းကုန်ကြပါတယ်။အစ္စရေးရဲ့လေကြောင်းရံကာကွယ်စနစ်တွေဟာနာမည်ကျော် Iron Dome ဒေါင်းခွင်းဒေါင်းစနစ်လည်းပါဝင်ပြီးတော့အဲ့ဒီဒေါင်းပြန်တွေကတာတိုပြစ်ဒေါင်းပြန်တွေကိုလောက်တာပြစ်ချနိုင်စွမ်းရှိပါတယ်။တစ်စင်းကိုဒေါ်လာ9000တန်ချီရှိပါတယ်။ ICBM တွေကိုတိကျပြစ်ချနိုင်ဖို့က30ရာခိုင်နှုန်းသာရှိတယ်လို့သိရပါတယ်။ ဣသရေလလေချောင်းရံကာကွယ်စနစ်မှာအသုံးပြုတဲ့ဒေးဗစ်ဆလင်းအမည်ရှိတဲ့ဒုံခွင်တုံစနစ်ဟာတာလက်ပြည့်ပဲ့ထင်းဒုံးကြီးတွေကိုပြစ်ချနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ hyper sonic ဒုံးပြန်တွေကိုတော့မပြစ်ချနိုင်ပါဘူး။ American ဟာဣသရေလကိုတက်လီချောင်းရံကာကွယ်စနစ်နဲ့ Patriot ဒုံးခွင်တုံစနစ်ကို ပေးပို့ထားရှိပေမယ့်အီရန်ရဲ့ hyper sonic ဒုံးပြန်တွေကိုအပြည့်အဝကြားဖြတ်ပြစ်ချနိုင်စွမ်းမရှိသေးပါဘူး။ဒီကနေ့လက်ရှိအနေအထားအရာတော့ အစ္စရေးစစ်တပ်ဟာအဲရိုသရီဒုံခွင်တုံစနစ်မှာအဓိကထားသုံးတဲ့ဒုံးစီဝေဒါကုံသွားခဲ့ရင်တော့အစ္စရေးဟာအီရန်ရဲ့ဒုံးပြန်တွေအောက်မှာမြို့ကြီးတွေကပျက်စီးဖို့ပဲရှိရော်တယ်။အစ္စရေးဟာလက်ရှိအချိန်မှာအီရန်နိုင်ငံရဲ့ဒုံးစီဝေကိုကာကွယ်တားဆီးနိုင်အောင်ဒုံးခွင်တုံစနစ်မှာအဓိကထားအသုံးပြုတဲ့ဒုံးစီအရေးအတွက် စနေရက်စာပဲကြန့်ရှိရော်တဲ့အတွက်အမေရိကန်စစ်တပ်ဟာစစ်ပွဲအတွင်းပုံမပါဝင်လာရပဲရှိနေပါတယ်။ ။အစ္စရေးစစ်တပ်ဟာအီရန်နိုင်ငံကပြက်လိုက်တဲ့ဒုံးကျည်ဝေးဟာပြင်းမှတ်ကိုထိမှန်နိုင်စွဲမရှိဘူးဆိုရင်ပြစ်ချတာမျိုးမဟုတ်ဘဲတေးသားကြရောက်ပောက်ကွဲခွင့်ပေးရဝယ်ရှိနေပါတယ်။အစ္စရေးစစ်တပ်ဟာအီရန်နိုင်ငံကိုလှနဲ့ချေပြီးစစ်စင်ဝယ်ရှိနေကအီရန်နိုင်ငံရဲ့ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေနဲ့ဒုံးကျည်တူလောင်တဲ့နေရာကိုတေးသားမှန်ကန်စွာတိုက်ခိုက်ဝယ်ရှိနေပါတယ်။အစ္စရေးစစ်တပ်ကအီရန်နိုင်ငံရဲ့ပဲ့ထိန်ဒုံးကျည်ဝေးအနက်က၄၀ရာခိုင်နှုန်းကိုသာဖျက်ဆီးနိုင်ခဲ့ပြီး အီရန်နိုင်ငံရဲ့ဒုံးစီတိုးလောင်ရာတခြားနေရာတွေကိုထပ်မံဖျက်ဆီးရပွဲရှိနေပါတယ်။အမေရိကန်နိုင်ငံကနေအစ္စရေးနိုင်ငံကိုပေးထားတဲ့ပက်ထရီယော့လေကြောင်းရန်ကာကွယ်စနစ်နဲ့တပ်အမည်ရှိရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကပက်ထိန်ဒုံးစီတွေကိုဖျက်ဆီးနိုင်စွမ်းရှိပြီးအမေရိကန်ဖြတ်တင်ဘောပေါ်ကနေအီရန်နိုင်ငံကပြစ်လိုက်တဲ့ဒုံးစီတွေကိုပြစ်ချနိုင်ခဲ့ဖို့တယ်လို့ဆိုပါတယ်။အစ္စရေးနဲ့အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်နိုင်အောင် နိုင်ငံတကာကဝိုင်းဝန်းတောင်းဆိုလျက်ရှိနေပါတယ်။အီရန်နိုင်ငံသားရင်းဝန်ကြီးက၎င်းဟာဗြိတိန်ပြင်သစ်ဂျာမနီနိုင်ငံကနိုင်ငံသားရင်းဝန်ကြီးတွေနဲ့ဇော်လ20ရက်မှာတွဲဆောင်ဆွေးနွေးမယ်လို့ပြောပါတယ်။အီရန်ဟာဥရောပသမဂ္ဂအဖွဲ့မှတာဝန်ရှိသူတွေနဲ့လည်းတွဲဆောင်ဆွေးနွေးမှာဖြစ်ပြီးဥရောပခေါင်းဆောင်တွေရဲ့တောင်းဆိုမှုအရာတွဲဆောင်ဆွေးနွေးခြင်းဖြစ်တယ်လို့သိရပါတယ်။အရှေ့လေပိုင်းဒေသကအမေရိကန်စစ်တပ်ရဲ့အကြီးအကဲစစ်အခြေစိုက်စခန်းဖြစ်တဲ့ ာတာနိုင်ငံရှိအမေရိကန်လေတပ်အခြေစိုက်စခန်းမှာလေယာဉ်တွေကိုဇွန်လ19ရက်မှာနေရာခွဲပြီးချထားလိုက်တယ်လို့သိရပါတယ်။အဲဒီလေတပ်အခြေစိုက်စခန်းမှာဒရုန်းတွေတိုက်လေယာဉ်တွေနဲ့တရုတ်ပို့ဆောင်ရေးလေယာဉ်တွေနဲ့ပြည်နေကြတယ်လို့သိရပါတယ်။စစ်ပွဲအတွင်းအမေရိကန်စစ်လေယာဉ်တွေတိုက်ခိုက်မှုမခံရဖို့ရည်ရွယ်ချက်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အီရန်ဟာအရှေ့လေပိုင်းဒေသအတွင်းရှိအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်မယ်လို့သတင်းတွေထွက်ခဲ့ရာ အီရန်နဲ့အမေရိကန်နိုင်ငံကြားမှာလည်းတင်းမာမှုတွေဖြစ်နေခဲ့ပါတယ်။အမေရိကန်သမ္မတအနေနဲ့အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုဓာတ်ရိုက်ပါဝင်ဖို့စဉ်းစားလျက်ရှိနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။စစ်ပွဲမှာအမေရိကန်နိုင်ငံဓာတ်ရိုက်ပါဝင်လာမယ်ဆိုရင်အမေရိကန်နိုင်ငံဟာအီရန်နိုင်ငံရှိ Fordor Uranium စက်ရုံနေရာကိုပြင်မဲ့ထားွယ်ရှိတယ်လို့ဆိုကြပါတယ်။အမေရိကန်အစိုးရကပေါင်3000ရှိဘန်ကာဖြတ်ဘုံတွေအပြင်ကြီးမားတဲ့ဘုံတွေကို အစ္စရေးနိုင်ငံတန်လွှဲပြောင်းပေးဝယ်ရှိရလို့သိရပါတယ်။အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အယာတိုလာခါမေနီကအီရန်နိုင်ငံရဲ့စစ်ပွဲတွေမှာအမေရိကန်နိုင်ငံတိုက်ရိုက်ပါဝင်လာမယ်ဆိုရင် အမေရိကန်နိုင်ငံဟာပြုပြင်လို့မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာဝယ်ရှိတယ်လို့ထပ်မံတတိပေးထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ွားတဲ့စစ်ပွဲမှာတိုက်ရိုက်ပါဝင်ဖွယ်ရှိတယ်လို့ပြောဆိုခဲ့ပြီးနောက် အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကအခုလိုမျိုးထုတ်ပေါ်သတိပေးခဲ့ရတယ်ဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မယ်ဆိုရင်အမေရိကန်စစ်တပ်ကလည်းအီရန်နိုင်ငံကိုတိုက်ခိုက်ဖို့အစဉ်အသင့်ရှိနေတယ်လို့ဆိုပါတယ်။အစ္စရေးဟာအီရန်နိုင်ငံရဲ့ယူကလီးယားအစီအစဉ်တွေကိုဖျက်ဆီးဖို့ရှိရတဲ့အီရန်နိုင်ငံကိုဇွန်လ23ရက်နေ့မှာဒေကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။ အစ်ရီဟာအီရန်ကိုနျူကလ িয়ার လက်နက်ထုတ်သုံးဖို့နဲ့ရှိဝဲပြီးတော့အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီးမဲ့နိုင်ငံတကာအနုမျိုးစွမ်းအင်အေဂျင်စီ IAEA ကအီရန်နိုင်ငံဟာနျူကလ িয়ার ပုံထုတ်လုပ်နိုင်အောင်စနစ်တကျထုတ်လုပ်နေရဲ့တပ်တည်မျိုးမတွေ့ရသေးကြောင်းပြောပါတယ်။အစ်ရီဟာအီရန်နိုင်ငံကိုနျူကလ িয়ার လက်နက်တွေထုတ်လုပ်နေရဲ့လို့စွပ်စွဲပြီးတော့ဇွန်လ23ရက်နေ့မှာတိုက်ခိုက်ခဲ့ရာနှစ်နိုင်ငံကြားစစ်ပွဲစတင်ခဲ့တယ်လို့သိရပါတယ်။အမေရိကန်သမ္မတကိုယ်တိုင်ကလည်း အီရန်ဟာနျူကလ িয়ার လက်နက်ရှာဖို့အလွန်နီးစပ်တဲ့အခြေအနေမျိုးကို ရောက်ရှိနေရလို့ဆိုပါတယ် IAEA အဖွဲ့ကအီရန်ဟာယူရေနီယံအများပြားရှိတယ်။ဒါပေမဲ့အဲ့ဒီယူရေနီယံကိုနျူကလ িয়ার လက်နက်အဖြစ်ပြောင်းလဲဖို့မလုပ်နိုင်သေးဘူး။စမ်းသပ်မှုတွေလုပ်ဖို့တဝန်းနေဆဲဖြစ်တယ်။အီရန်နျူကလ িয়ার အစီအစဉ်ကိုနှစ်ပေါင်း20ကြာစုံစမ်းစစ်ဆေးခဲ့တယ်။ဒါပေမဲ့နျူကလ িয়ার လက်နက်ရှာအောင်စနစ်တကျလုံဆောင်တာမျိုးမတွေ့ရသေးဘူးလို့ပြောပါတယ်။ အီရန်ဟာနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်အောင်ကြိုးပမ်းနေရလို့နှစ်ပေါင်းများစွာကြာအငြင်းပွားခဲ့ပြီးတက်တည်ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ American သမတ္တထရန်ကသမတ္တအဖြစ်တာဝန်ရှိပြီးနောက်အီရန်နဲ့နျူကလ িয়ার စာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းခဲ့ပေမဲ့ပြောလင့်ထားသလိုအောင်မြင်မှုမရခဲ့ပေအစ္စရေးနိုင်ငံကအီရန်ကိုတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားလက်ရှိဖြစ်နေတဲ့စစ်ပွဲဟာရတတ်မဲ့အရေးအယံမတွေ့ရသေးပေလက်ရှိထက်အရှိန်ပိုမြင့်တက်လာမယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေကိုရိုက်ခတ်ဖွယ်ရှိနေပါရဲ့ရှင်